အေရီတိုင်းအင်ကပူမြို့နယ်ထဲရှိမြေပြင်ထောက်ပို့လုံးနေသူကရဲဘော်တို့ရဲ့ဇနီးကိုခိုးယူကလက်နက်နဲ့တကွာစစ်ကောင်မရှင်ထံပူပေါင်းသွားတယ်လို့သတင်းရရှိပါရယ်။တွန်လိုင်းတပ်ဖွဲ့မှမြေပြင်ထောက်ပို့လုံးနေတဲ့အင်ကပူမြို့နယ်ကတွန်လေးဆိုသူဟာပြီးခဲ့တဲ့နိုဝင်ဘာ16ရက်နေ့ကစစ်ကောင်မရှင်တပ်ရဲ့ကွင်းကောက်တပ်တပ်ကငါးကိုတွားရောက်ပူပေါင်းသွားတယ်လို့သတင်းရင်းမြစ်တွေစီကသိရပါရယ်။တွန်လေးကအင်ကပူမြို့နယ်ကမြေပြင်ထောက်ပို့လုံးနေတဲ့သူ ။လက်ရှိတင်နန်းတက်နေတဲ့ရဲဘော်တယောက်ရဲ့မိမကိုလည်းခိုးသွားတယ်။ပစ္စတိုတလက်လည်းယူသွားပြီးတတက်ကောင်ငါးရဲကိုပူပေါင်းသွားတယ်လို့အင်ဂူမြို့နယ်ဘက်ကဖတာဝန်ရှိသူတို့က ARD Times ကိုပြောပါရယ်။အဲဒီထောက်ပို့ဆိုသူဟာစစ်ကော်မရှင်တက်နဲ့ပူပေါင်းပြီးမြို့နယ်ဘက်ကဖစခန်းကိုလမ်းပြမှုကြောင့်စစ်ကြောင်းထိုးစီးနှင်းခံရတယ်လို့လည်းသိရှိရပါရယ်။ဒါအပြင်စစ်ကော်မရှင်တက်ဟာနိုဝင်ဘာ16ရက်နေ့ညကလည်း တွန်လင်းတပ်ဖွဲ့တွေတရှိနိုင်တဲ့နေရာတွေကိုရန်တမ်းပြီးလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့သိရပါတယ်။ဒါကြောင့်တောလင်းနဲ့ဆက်ဆက်ရှိသူတွေအနေနဲ့ကြိုတင်ရှောင်ရှားနိုင်ဖို့နဲ့စခန်းတီနေရာတွေကိုသိရှိထားတဲ့အတွက်ကြိုတင်သတိထားကြဖို့မြို့နယ်ပကဖကအတိပေးပြောဆိုထားပါတယ်။